ရဲဘော်ခွင့်ရဲခေါင်နဲ့ဆီမန်နေနေမွေးကိုပဲပြန်ပြီးတော့ဆွေးနွေးဖို့လည်းပြေလိုပါတယ်ပထမဆုံးအနေနဲ့ဆီမန်နေနေမွေးကိုကျွန်တော်နေနေမွေးကိုပေါ့လေအာဆွေးနွေးပေးဖို့ကျွန်တော်လည်းပြစ်ခေါ်ပါတယ်ဆိုတော့တို့ဒီကျောင်းရမင်းဖုန်းကတော့ပါလဲဆိုလို့ရှိရင်အခုလာမဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်ဒီပီဒိုတွေကဒီရင်ငုံနှုတ်ပိတ်နှုတ်ဆိတ်နေတာပေါ့တို့စိတ်ဝင်စားမှုမရှိဘူးဆိုတော့တို့တွေ့နေရတယ်သို့တော်လည်းပဲဒီပါတီတွေကတော့သူ့အနေနဲ့ပေါ့လေဒီဟာဒီအပေါ်မှာသူတို့အနေမျိုးလေးချက်တွေကြီးမားနေတဲ့ပုံစံမျိုးတွေကျွန်တော်မြင်နေရတယ် ဆိုတော့ဒီစစ်ကောင်မရှင်ကဒီစစ်မှန်တဲ့ရွေးကောက်ပွဲအမှန်တကယ်လှုပ်ပေးမှာတော့ဒါမှမဟုတ်တခလအပေါ်မှာဆွေးနွေးသွားသလိုပဲသူရဲ့နိုင်ငံရဲ့ထွက်ပေါ်သောဒီတဒီတလာစစ်တပ်ရဲ့ဒီနိုင်ငံရဲ့လိမ်ပွဲကြီးလားဆိုတာကျွန်တော်လေးကိုရှိလာပါတယ်ဆိုတော့ဒီညမှာလည်းပြန်ပြီးတော့တစ်ဖက်မှာပြန်ကြီးလိုက်လို့ရှိရင်ဒီကျွန်တော်တို့ဒေါ်လာရဲ့အင်အားစုတွေကိုလည်းကျွန်တော်တို့ဖိဖိထေထားလို့မရပါဘူးဆိုတော့ဒေါ်လာရဲ့အင်အားစုတွေဒီနေ့ရောဒီစစ်တပ်ရွေးကောက်ပွဲကိုဘယ်လိုပုံစံနဲ့ထိရောက်တဲ့ ခန္ဓာမှုမျိုးတွေကျွန်တော်တို့လုပ်ရမလဲဒီခန္ဓာမှုမျိုးမလုပ်နိုင်တဲ့ဒီလုပ်ရှင်ဘာကြောင့်ကျွန်တော်တို့မလုပ်နိုင်တာလဲဒီရဲ့နောက်ဆက်တွဲစူချိုးတွေကကျွန်တော်တို့ဆီမှာဘယ်လိုမျိုးကြုံတွေ့လာနိုင်လဲဆိုတဲ့အပေါ်မှာပထမဆုံးအနေနဲ့ဆရာမလေးညီမကိုဆွေးနွေးပေးပါဦးခင်ဗျာကဲပြည်သူတွေကအတန်စိတ်နေတယ်အတန်မကြားရဘူးဆိုတဲ့ဟာကလည်းတော်တော်သဘာဝကျပါတယ်ဘာလို့လဲဆိုတဲ့အခါကျတော့ဒီစစ်တပ်ကသူတို့မလိုချင်တဲ့စစ်တပ်လေတိုင်းပြည်ကို မှရှိတဲ့ပြည်သူလူစုကိုပြည်သူလို့မထင်ပဲရန်သူလို့ယူဆပြီးတော့နှိပ်စက်သက်ဖြတ်နေတာဒီစစ်မှုထားဥပဒေကြောင့်ဖြစ်စေအခုသူတို့ပြတ်ထန်းတဲ့အာရွေးကောက်ပွဲအကြမ်းဘာလဲအကြမ်းဖက်မှုကကိုဥပဒေကအဲ့ဒီဥပဒေကြောင့်ပဲဖြစ်စီပေါ့နော်ပြည်သူလူနေစင်နေမြချင်းချောင်းနေနေထားရတယ်ရှိနေတယ်နောက်တိုင်းပြည်ရဲ့စီးပွားရေးကလည်းပြိုကျပျက်စီးနေတဲ့ခါကျတော့ပြည်သူတွေကနေစင်နေအများဆုံးလို့အမတန်ကြီးမြင့်တဲ့ခေါင်ခိုက်နေတဲ့ကုံစည်နှုံးတွေ ကျမတို့တခါမှမကြောက်ဘူးလေကုစည်းလုံးကြီးဈားထဲမှာစောင့်ဝင်နေတဲ့အတွက်ရှေကန်လူရန်းစားတွေအပါဝင်ပြည်သူတော်တော်များများကယုံကံပြီးလှုပ်ရှားနေကြရတယ်။အစုံတရာစားနိုင်တောက်နိုင်ရှိရဆိုတဲ့ပြည်သူတွေဈားထဲမှာဆိုလို့ရှိရင်ဘယ်နည်းဘယ်ချိန်မှာငါသားလေးငါသမီးလေးစိတ်မထားခေါ်ခိုင်းရမလဲ။အဒီရွေးကောက်ပွဲအကြံဖက်ဥပဒေနဲ့အရေးယူခံရမလဲဆိုတဲ့ကိစ္စတွေပေါ့နော်။စိတ်ပူနေရတယ်။ဒါကမြူကြီးပြာကြီးတည်တာလေ။နောက် ီစစ်မဲ့ဖြစ်ပွားနေတဲ့ဒေသတွေပြိပခဖြစ်တဲ့ဒေသတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ပြည်သူတွေကတန်းနေစီစစ်ရှောင်နေဆိုတော့အသက်နဲ့ရင်းပြီးတော့ဘဝနဲ့ရင်းပြီးတော့နေကြရတဲ့အချိန်မှာဒီရွက်ကဘလို့လို့စိတ်ဝင်စားစိတ်ဝင်စားဘူးအဲ့ဒါကိုလေသူတို့သိပုံတော့ရပါတယ်အခုဒီចောင်းသားတွေကိုជွတ်တင်မဲပေးမလားဆိုပြီးသူတို့လိုက်ပို့တယ်ကြောင်းသားကမှစိတ်ဝင်စားအဲ့ကျွန်တော်တို့အခြေခံပြည်သူတွေခြားထဲမှာအဲဒီဆုံးတရားသွားလာပြီပေါ့နော် စကားပြောဆိုတဲ့ကိစ္စတွေတော်တော်များများလုံးဖြစ်ပါတယ်။လုံးဖြစ်တဲ့အခါမှာအဲ့ဒီသူတွေကရွေးကောက်ပွဲကိုစိတ်ဝင်စားတဲ့အပြင်သူတို့မဲပေးဖို့လည်းလုံးဝဒီစိတ်အုပ်စုကိုမဲပေးမှာမဟုတ်ဘူးဆိုတာကိုသူတို့တည်တည်ချာချာပြောကြတယ်။သူတို့ရှင်ထဲမှာဒီစိတ်အုပ်စုလက်မခံနိုင်ဘူးဒီမင်းအမိုင်စစ်တပ်စစ်ရနာရှင်စနစ်ကိုလက်မခံနိုင်ဘူးလုံးဝကိုမနှိမ့်ညို့ဘူးဆိုတဲ့ချက်ကိုလည်းတည်တည်ချာချာပြောပြကြပါတယ်ရှင်းပြကြပါတယ်ဒါမျိုးတွေရှိတယ်။ဆိုတော့ဒါကသူတို့လုပ်ခဲ့တဲ့ဒီစိတ်အုပ်စုခံနေခဲ့တဲ့အခြေအနေတွေရဲ့တကယ့် အာရောင်ပြန်ဟမှုဖြစ်တယ်ရလက်တည်ဖြစ်တယ်လို့ပြောစမှာနောက်တစ်ခုကကြာတော့ဒီရွေးကောက်ပွဲကတော့ကျွန်မသုံးသက်ကြီးရတော့ဆိုလို့ရှိရင်ပေါ့နော်တော်တော်တော့အခက်ခဲတွေတော့များနေမယ်ထင်တယ်ဘာလို့ခုနကဒီမိခွန်းကြီးရဲ့အစမှာကျွန်မပြောခဲ့တယ်လို့ပဲ CEO စုကစီရေးရပါနိုင်ငံရေးရပါသံတမန်ရေးရပါနောက်တစ်ခါအခုသူတို့ပေါ့နော်ဒီနိုင်ငံကဖိအားကလည်းသူတို့ပေါ့တော်တော်ပြင်းပြင်းတက်ရောက်တော့မယ်ဟာကိုသူရှောင်လွှဲနိုင်မှုအတွက်ကိုအာသူသူတည်းနဲ့ပြောဆိုနေတာရှိတယ် အဲ့ဒါမျိုးတွေတွေ့ရတဲ့အခါကျတော့သူတို့ကတစ်ဖက်ကဒါကိုအာရှောင်လွှဲနိုင်မှုတကူနိုင်ငံရေးရဲ့ထွက်ပေါက်တစ်ခုရလို့ရညာလုပ်မယ်ဆိုတဲ့အခါကျတော့ဟိုအခုချိန်ထိအခြေအနေရဆိုရှင်တော့မလွဲမသွေလုပ်မယ်ဆိုတဲ့ပုံစံမျိုးတော့မြင်နေရတယ်တရားမျှတမှုမျှတမှုကတော့ကျွန်တော်ခုနကပြောခဲ့တဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတဲ့အခါကျတော့တေချာရာကတော့ဒါကသူကလုံးဝကိုလူတွေကိုလိန်ဖို့ညာဖို့ဟဟန်ပြလုပ်တဲ့ဟာတွေပဲဖြစ်တယ်ကလိန်ချုံယူောက်ပဲဖြစ်တယ် အဲ့ဒါကိုသူတို့နဲ့အတူပူးပေါင်းပါမယ်ဆိုရင်နိုင်ငံရေးပါတီကိုဒီဖြတ်ပစ်တာကိုယ်စလဲလောင်းတွေကိုဝင်ပြခွင့်မပြုတာအဲ့ဒါတွေကိုလည်းကြည့်လိုက်ရင်သိနိုင်တယ်လေ။နောက်ဒီမိုစီအခင်းချင်းရကိုလည်းလောလောထုတ်ဖော်ပြောဆိုခွင့်တွေကပိတ်ပင်ပြီးတော့အခုဒီရွေးကောက်ပွဲဒီစန့်ကျင်ချောင်းပေါ့နော်ပြောဆိုတဲ့ဆန္ဒပြတဲ့သူတွေကိုဖမ်းဆီးတာအခုမနေ့ရလားတနေ့ရလားမသိဘူး။အဲ့မှာအဲဒီ ယူကောက်ပွဲအကြောင်းကိုဆန္ဒပြတဲ့ယူကောက်ပွဲကိုလက်မခံလို့ဆန္ဒပြတဲ့သူ၃ယောက်ကိုနှစ်ကြီးချပလိုက်နှစ်90လေးပါတော့ကြာတယ်လို့ကျွန်တော်တို့သတင်းထဲမှာတွေ့ရတယ်။သူတို့ကဒီယူကောက်ပွဲဥတည်ရင်မကတော့ဘဲနဲ့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုလို့ပါလဲ။နောက်တင်းကြီးအချမ်းကြီးကိုနှောက်ရက်ဖြစ်နှောက်ရက်အောင်ပြုလုပ်မှုလို့အဲ့လိုမျိုးပေါ့နော်။အမှုတွေခွဲပြီးတော့ချပလိုက်တဲ့ဟာမျိုးတွေတွေ့ရတယ်။နောက်ဒီရေကောက်ဝင်တဲ့ပတ်သက်ပြီးတော့သူတို့ဝါရဖြန့်တဲ့ကိစ္စတွေလုပ်တဲ့အခါမှာဒါကိုဒီ လူမှုကွန်ရက်တုံးရင်းနဲ့ကစုံတရားမှတ်ချက်ပေးမိတဲ့လူတွေကိုဖမ်းဆီးပြီးတော့နှိပ်စက်ပြီးတော့ထောင်ချပြီးလူတွေကို၆နှစ်နေဆိုတာတွေ့ရတယ်။ဆိုတော့ဒီရွေးကောက်ပွဲကပြန်ပြီးကြည့်လိုက်လို့ရှိရင်ဘယ်ကိစ္စကမှသူတို့အထောက်မြောက်မှမလုပ်ထတာမရှိလူတွေကမှအကြောက်တရားနဲ့၆ခုပဲစူးစမ်းတာဖြစ်တယ်။ဒါပေမဲ့လူတွေလည်းအဲ့ဒါကိုစိတ်ဝင်စားလိုက်ပြီးသူတို့ကိုပို့ပြီးယုံမုန်းလာလိုက်ပြီးဖတ်တင်လိုက်မယ်။ဆိုတော့ဒီသူတို့ကျင်းပတဲ့ရွေးကောက်ပွဲကသူတို့ကတော့ဒါကိုမဖြစ်ဖြစ်အောင်စူးစမ်းမယ်ဆိုတာဟာမျိုးတွေ့ရတယ်။ ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဘက်ကစဉ်းစားကြည့်လို့အဲ့ဒါကဘာလဲဆိုတဲ့အခါကျတော့ဒီရွေးကောက်ဝေချလက်နောက်ကသူတို့ဒီရွေးကောက်ကိုကျင်းပမယ်ဆိုရင်2008အဲ့ဒီဟာတွေအကုန်လုံးကစစ်တပ်ကနေပြီးတော့လူတို့လူလှည့်ပြားလို့ရနိုင်တဲ့အတားကြီးရမယ်အခင်းချင်းကိုပြုလုပ်နိုင်တဲ့ဒီအခြေအနေကိုအကာအဝယ်ပြုပြီးသားဖြစ်တယ်ဖန်တီးပြီးသားဖြစ်တယ်ဆိုတော့ဒီရလာတဲ့ရွေးကောက်ပွဲရလက်တွေကသူတို့စိတ်တလူလူလူကြရတယ်အခုတော့မှပဲ ဟလာသူတို့ဒီချက်ဖွန့်ပါတီထဲမှာဒီစစ်တပ်ကစစ်ပူတွေကိုယူနီဖောင်းချွတ်ပြီးတော့ရဲဝတ်နဲ့ထည့်ပြီးတော့အမတ်လောင်းဖြစ်ဝင်ပြီးရွေးခိုင်းတယ်။အဲ့မှာချက်ဖွန့်ပါတီထဲမှာရှိနေတဲ့ဒီတချို့ကနေပြီးတော့မကြေမချမ်းဖြစ်ကြတယ်ဆိုတဲ့အတန်လည်းကျမတို့ကြားရတယ်။အခုချက်ဖွန့်ဥက္ကဋ္ဌကလည်းကနေတကာလှည့်ပြီးတော့ဒါစီယုံတဲ့နေရာမှာဆိုလို့ရှိရင်လည်းဒါလူဘိန်းဆိုင်စကားတွေပေါ့နော်။သူသူပြောတဲ့အတိုင်းမဖြစ်လို့ရှိရင်သူ့မျက်နှာပါလို့ဒါမျိုးတွေလည်း ပြောကြတာမျိုးတွေ့ရတယ်။နိုင်ငံရေးသမားမဆန်နေပေါ့နော်။နိုင်ငံရေးကတိကိုမဟုတ်တဲ့ဟာတွေသူပြောနေကြတာမျိုးကျွန်တော်တွေ့ရတယ်။ဆိုတဲ့အခါကျတော့ဒီလူမျိုးအအရေးချင်းပြည့်မီခြင်းမရှိတဲ့နိုင်ငံပေါ်မှာလည်းတကယ်စင်နာမရှိတဲ့သူတွေကနေပြီးတော့ဒီရွက်ကွဲရဲ့ရလက်တွေအမျိုးမျိုးလင်ညာပြီးတော့ဒီအစိုးရတည့်ရက်ဆိုတဲ့ပုံတံတားမျိုးကိုခေါ်ဆောင်မယ်။လွှတ်တော်ရေးဆိုတာခေါ်ဆောင်မယ်ဆိုလို့ရှိရင်ကျမတို့ကဒါကိုတော့အာတုံ့လုံးမှာတော့ဟုတ်မနေဘူးပေါ့နော်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ကျမတို့ရဲ့ ရီမန်းချက်အစစ်မှန်မျိုးတော်နိုင်ရဲ့ရီမန်းချက်ကဆီယန္နာရှင်စနစ်အမြင့်ပြည့်ရေးဖြုတ်ကြနေတယ်ဆိုတော့အရင်လုံးတော့နည်းနည်းစိုးရိမ်စရာရှိကောင်းရှိနေတယ်ဒီနိုင်ငံတကာကဒီရွေးကောက်ပွဲပြီးသွားလို့ရှိရင်စီအုစုကိုဟလာတစုံတရာအတိအမှတ်ပြုမှုပေါ့နော်အစိုးရဖြစ်နေဆက်ဆံမှုတွေလုံမလားဆိုတဲ့ဟာမျိုးရှိတယ်တွေးလို့ရတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့နိုင်ငံတကာတောင်လက်မခံဘူးဆိုတော့တိတိလင်းလင်းပြောနေကြတယ် အဲ့တော့ဒီခင်းချင်းနဲ့မှာဆိုလို့ရှိရင်သူရေကောက်ပွဲရလာဘလို့ပဲရသည်ဖြစ်စီလာဘာတွေကိုပဲသူတို့လုပ်သည်ဖြစ်စီကျမတို့အနေနဲ့ကတော့ဒီဆရာနာရှင်ကြီးကျမတို့ရဲ့နိုင်ငံရေးခင်းချင်းမှာပါဝင်နေဗျာဆရာနာရှင်စနစ်ကျမတို့နိုင်ငံမှာရှိနေတဲ့မြတ်အောင်ကျမတို့ကလုပ်ဆရာရှိရာတွေကိုဆက်ပြီးတော့လုပ်ကြရမှာဖြစ်တယ်ကျမတို့လူချင်းနဲ့ဒီ credit music ပြည်တော်စုကြီးကိုအမှန်တကယ်ဖော်ဆောင်နိုင်တဲ့အခြေအနေရအောင်တော့ဆက်ပြီးတော့တိုက်ပွဲဝင်ကြရမှာဖြစ်တယ်အဲ့တော့ ဖြစ်လာတဲ့ဒီနောက်ဆက်တွဲအကျိုးဆက်တွေကတော့ဒီစစ်တပ်ကနိုင်ငံရေးမှာမဆုတ်ခွာမှုအတွက်သူ့မှာလုံလုံတောင်းအောင်ရှိတယ်လို့ပြောချင်ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာမဆိုတော့ဒီအကြောင်းအရာပေါ်မှာပဲပေါ့လေရေးပေါ်ခွေရခေါင်လေးရေးပေါ်ရဲ့အမြင်လေးကိုကျွန်တော်တို့ပြန်ပြီးတော့ဆွေးနွေးမြောက်ဝယ်ပေးပါဗျာဟိုကျွန်တော်တို့တွေကနိုင်ငံရေးလောက်ကြတဲ့အခါမှာဒါကျွန်တော်တို့အသင်းအဖွဲ့တွေလိုတာပေါ့ဗျာအဲ့ထက်မှာနိုင်ငံရေးပါတီဆိုရလဲအခိုင်အမာတစ်ခုဖြစ်ပါတယ်အဲ့ကျွန်တော်တို့ကနိုင်ငံရေးဆောင်ရွက်တဲ့အခါမှာ အဲနိုင်ငံပါတီတွေထူထောင်ပြီးဆောင်ရွက်ကြရတာဖြစ်ပါတယ်။အဲလိုဆောင်ရွက်တဲ့အခါမှာလူတို့ရဲ့အကျိုးစီးပွားကိုလူတို့ရဲ့အကျိုးကိုထိထိရောက်ရောက်ဆောင်ရွက်ခြင်းလို့တဦးတယောက်တည်းလုပ်လို့မရလို့အစုအဖွဲ့နဲ့ဆောင်ရွက်ရင်နိုင်ငံပါတီတွေပေါ်လာတာဖြစ်တယ်ပေါ့နော်။အဲတော့နိုင်ငံပါတီတွေနိုင်ငံအသင်းအဖွဲ့တွေရဲ့ရည်ရွယ်ချက်ကပြည်သူလူထုရဲ့လိုလားချက်ပြည်သူလူထုရဲ့ဆန္ဒနဲ့တထက်တဲကြဖို့ရည်ကြည်တယ်ကိုစားပြုဖို့လိုတယ်။အဲကျွန်တော်တို့ကအဲ့ဒီကြောင့်နိုင်ငံကြီးဆောင်ရွက်တဲ့နိုင်ငံသမားတွေပါဝင်တဲ့နိုင်ငံကြီးပါတီတွေကလည်းပြည်သူလူထုရဲ့ဆန္ဒပြည်သူလူထုရဲ့အကျိုးစီးပွားကိုပိုစားပြုဖို့ရည်ကြည်တာဖြစ်ပါတယ် ပြည်သူလူထုရဲ့ဆန္ဒအစိအနာရှင်ဖြစ်တဲ့ဖြစ်တယ်ပြည်သူလူထုရဲ့ဆန္ဒကစိအနာရှင်စနစ်ကင်းစင်တာဖြစ်တယ်ပြည်သူလူထုရဲ့ဆန္ဒကဗမာပြည်ရဲ့နိုင်ငံကြီးမှာစစ်တပ်မပါစေချင်တာဖြစ်တယ်ဒါပြည်သူလူထုရဲ့ဆန္ဒဖြစ်တယ်အဲဒီကနေ့ကျွန်တော်တို့စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲမှာပါဝင်တဲ့နိုင်ငံရေးသမားတွေကပြည်သူလူထုရဲ့ဆန္ဒတွေကိုမျက်ကွယ်ပြုပြီးစံနာရှင်ကိုအလုတ်ကျွေးပြုမဲ့ကြုံကောင်းနေဖြစ်ကိုယ့်ကိုခံယူပြီးနှစ်ဖူးမှကြုံဖြစ်လက်မှတ်တွေကပ်ပြီးဒီကနေ့ရွေးကောက်ပွဲပါဝင်နေတာပဲလို့ကျွန်တော်ကခက်ပြက်ပြက်ပဲပြောချင်တယ်။ဒါကကျွန်တော်တို့အင်မတန်မှပြောရမယ့်ကိစ္စရဖြစ်တ ရန်သူကိုရန်သူကနဲ့တူအောင်တိုက်နေတဲ့ကာလမှာနိုင်ငံရေးဆောင်သမားတွေကိုကျွန်တော်ပြောရဆိုတာတိတ်ခတ်သူတို့ကလေလူလူပါဇက်ပြရမှချာဒမိုစီကိုပါဇက်ပြရမှချာဖက်ဖရယ်ပါဇက်ပြရမှချာအဲဒါတွေကကျွန်တော်တို့တော်လိုင်းအတွက်အဖျက်မောက်ပြီပဲဖြစ်ကျွန်တော်တို့တော်လိုင်းကိုအနှောက်ယှက်ပေးနေတဲ့အရာတွေပဲဖြစ်တယ်ကိုလူလူလူနဲ့ရန်သူကိုလှုပ်ကြွေးပြုနေတဲ့လူတွေဖြစ်တယ်လို့ကျွန်တော်ကဒီလိုပဲအဲဒါခက်ပြပြပြောအောင်ဖြစ်တယ်ပုံမှန်အားဖြင့်ကျွန်တော်နံပါတ်တက်ပြီးပြောလို့ပြောထားမှရှိပါဘူးဥက္ကဝေကိစ္စတော့ပြောမှဖြစ်ဒီကနေ့ကျွန်တော်လူလူကိုမိုက်ကြီးခွဲလာတဲ့ကိစ္စလူလူကိုစိန်ခေါ်လာတဲ့ကိစ္စ တနည်းအားဖြင့်ပြောရင်တော့နော်ဆရာနာရှင်စနစ်အလိုကျဆရာနာရှင်စနစ်ပြောစေခြင်းတိုင်းလုပ်စေခြင်းတဲ့အတိုင်းညှုပ်နေတာဖြစ်တယ်။ဒါရန်သူရဲ့တောက်တိုင်ကျွန်တော်တို့သဘောထားမှာဖြစ်တယ်။ဒါရန်သူကိုအလုပ်ကျွေးပြူတာဖြစ်တယ်။ဒါကြောင့်ဒီကနေ့စစ်ကောင်ရှင်လုပ်တဲ့ရွေးကောက်ပွဲကနော်ကျွန်တော်တို့အတွက်မျှော်လင့်စရာဘာမှမရှိဘူး။ဆရာနာရှင်အတွက်မျှော်လင့်စရာပဲရှိတယ်။ဒါကြောင့်ဒီရွေးကောက်ပွဲမှာပါဝင်နေတဲ့အင်အားစုတွေနိုင်ငံရေးပါတီတွေကလည်းဆရာနာရှင်နဲ့ကိုဝါပဲလို့ကျွန်တော်သဘောထားတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကနော်ဒီကနေ့ကာလမှာနော်စစ်တပ်ကိုနိုင်ငံရေးက ဖယ်ထုတ်ဖို့တနည်းအားဖြင့်ပြောကျွန်တော်တို့ငင်းချမ်းရေးတွေတွေ့ဆုံဆွေးနွေးဒီရလက်တွေကိုမျှော်လင့်တဲ့ကိစ္စရပြောပါတယ်အဲ့တော့လူရင်းလေးပြောမယ်ဆိုရင်နံပါတ်1ကတော့ကျွန်တော်တို့ဒီမိုဆီအတွင်ကူးပြောင်းရင်းကိုဒီကနေ့စစ်တပ်ကဒီကနေ့မင်းအောင်လန်ဆေးအုပ်စုကနိုင်ငံစိတ်ဆန္ဒရှိလာဒါနံပါတ်1အရေးကြီးကျွန်တော်အင်ဒိုနီးရှားဒီမိုဆီပြုပြင်ပြောင်းလဲမှုပဲကြီးကြီးဖိလစ်ပိုင်ရဲ့ဒီမိုဆီပြုပြင်ပြောင်းလဲမှုပဲကြီးကြီးတောင်ကိုရီးယားရဲ့ဒီမိုဆီပြုပြင်ပြောင်းလဲမှုပဲကြီးကြီးလူလူတိုက်ပွဲပြင်းထန်လာတဲ့အခါမှာစစ်တပ်ကိုယ်တိုင်ကနိုင်ငံရေးစိတ်ဆန္ဒရှိသွား လူတို့ရဲ့သဘောဆန္ဒကိုလေးစားပြီးဓမ္မစီပြည်ပြင်းပြောင်းလိုက်မှာပါဝင်ကြတဲ့လူတွေကြီးပဲဖြစ်တယ်။ကျွန်တော်တို့ဗမာပြည်စစ်တပ်မှာဒီသဘောထားမရှိဘူး။ကျွန်တော်ငញ្ញမ်းရည်တွေတွစ်ဆုံဆွေးနွေးရည်တွေနဲ့ကျွန်တော်တို့ကိုယ်တိုင်မပါခဲ့တဲ့ကျွန်တော်တို့အသက်အရွယ်အဖြစ်တွစ်ကြုံခဲ့ကြရတာဖြစ်တယ်။အားလုံးကတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းရေးကိုကျွန်တော်တို့ကနော်ဒီဓားသွောပေါ်မှာအချိုးအုပ်ထားတဲ့နော်ကျွန်တော်တို့ချိုးရှင်နေပေးတာဖြစ်တယ်နော်ငွေကြီးစားနေပေးတာဖြစ်တယ်။တစ်ဖက်မှာလည်းလက်နက်ချနော်ကျွန်တော်တို့နိုင်ငံရေးပါတီထူထောင်သူတို့ရဲ့ဖွဲ့စည်းပုံအောက်မှာနေဆိုတဲ့လက်နက်ချအလင်းဝင် နော်အကျိုးစီးပွားခံလားဆိုတဲ့အားနဲ့လုတ်ခဲ့တာဖြစ်တယ်ဒါတွေကစစ်မှန်တဲ့နည်းလမ်းရင်းပြုစုံဆွေးနွေးပဲပေါ့ဒါကြောင့်ကျွန်တော်တို့ဗမာပြည်အရေးနဲ့ပတ်သက်ရင်ဒီကနေ့စစ်တပ်ဟာဓမိုးစီပြုပြင်ပြောင်းလဲနေပတ်သက်နိုင်ငံရေးဆိုင်ဆန္ဒမရှိနံပါတ်1ကျွန်တော်နိုင်ငံရေးခန့်ကဏ္ဍနဲ့စစ်တပ်ကအပြီးဆုံးခွာမယ်နော်အပြီးဆုံးခွာမယ်ကျွန်တော်တို့အရက်သားပြည်သူလူထုရွေးကောက်တင်ရောက်တဲ့အစိုးရရဲ့စီမံခန့်ဝဲအောင်အောက်မှာခံယူရမယ်ဒါကတော့ဒီကနေ့စေုပ်စုကသဘောတူကြမှာရှိလုံမှလည်းမဟုတ်ဘူးနော်ဒါတရားရှိရမယ်တတိယကတော့တီကျေလို့ခေါ်တဲ့ကျွန်တော်တို့ကအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတ ကျွန်တော်တို့တော်လိုင်းတည့်ရပြီးသွားတိုင်းဒီတိုင်းပြီးသွားမှာမဟုတ်အတွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆိုတာကအုပ်စိုးသူဖြစ်တဲ့စေအုပ်စုကျူးလွန်တာရှိလို့ကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကလည်းကျူးလွန်တဲ့ကိစ္စတွေရှိနိုင်တယ်မှားယုံမှုပြဖြစ်စေအဲ့တော့တရားမျှတမှုကင်းမဲ့ခဲ့တဲ့ကအရာတွေကိုတရားမျှတမှုရရှိအောင်ကျွန်တော်အတူပြန်လည်တိဆောက်ကြရတယ်ရယူရတဲ့အရာဖြစ်တယ်ဒီကိစ္စမှာစက်တက်ရဲ့ပူပေါင်းဆောင်ရွက်မှုဘယ်လောက်ရှိမှာသူကျူးလွန်ခဲ့တဲ့ပုံမှာကျွန်တော်တို့တရားဥပဒေကမျက်ကွယ်ပြုမှာမဟုတ်ဘူးကျွန်တော်တရားမျှတရဲ့လူမှုရဲ့တရားစီရင်ရေးရကျွန်တော်တို့ဒါဟာเนาะစေအုပ်စုဘက်ကကျူးလွန်တဲ့ နော်ကျွန်တော်လူတက်မှုတွေစစ်ရာဇဝမှုတွေကိုကျွန်တော်တို့ကတရားမျှတမှုရအောင်ဆောင်ကျင်းရမှာဖြစ်လို့ကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကလည်းကျူးလွန်ခဲ့တာကိုဆောင်ရွက်ကြတာဖြစ်တယ်အဲ့တော့ဒီအသွင်ခုပြောင်းရေးဆိုင်ရာတရားမျှတမှုပေါ်မှာဟောဘလောက်ကူပေါင်းပါဝင်ဆောင်ရွက်မှုရှိမှာလဲအဲ့တော့နံပါတ်၄ကတော့ဒီမိုစီအသွင်ကူပြောင်းတဲ့အခါမှာနောက်နောက်ဒီလိုဖြစ်ရမျိုးမဖြစ်အောင်အမှတ်ခံမှုရှိရအဲ့တော့ဒီချက်လက်တွေနဲ့ပတ်သက်ပြီးပြောရင်ဒီကနေ့ကျွန်တော်တို့ဟာနော် ဒီရွေးကောက်ပွဲကနေမှာဆီယနာရှင်နေကိုဆီယနာရှင်စနစ်ကနေဓမိုးစီအတွင်ကူးပြောင်းမယ်လို့စိတ်ကူးရင်လို့မရဘူးလို့ကျွန်တော်ပြောချင်တယ်ဖြစ်လာစရာလည်းမရှိဘူးဖြစ်မှလည်းမဟုတ်ဖြစ်သွားတာကတော့ကျွန်ဖြစ်လက်မှတ်ကင်ထားတဲ့အခုနိုင်ငံကြီးရွေးကောက်ပွဲဝင်မဲ့နိုင်ငံကြီးပါတီရလူတွေကတော့စီအိုစုဖွဲ့တဲ့ရုပ်သေးအစိုးရတွေရုပ်သေးလွှတ်တော်တွေမှာတော့တယောက်စားနှစ်ယောက်စားဟန်ပြပါကောင်းပါမှာပေါ့ဗျာအဲ့တော့ကြောင့်ခြုံပြီးပြောရရင်တော့ဒီရွေးကောက်ပွဲကဆီယနာရှင်စနစ်သက်ဆုပ်ရှိပဲဖြစ်တယ်အပြောင်းလဲဖြစ်ခဲ့မယ်ဆိုရင်တော့ ဆရာနာရှင်တွက်ပဲအပြောင်းလဲဖြစ်ပြီးဒမိုစီတွက်လူခွင့်တွက်ကျွန်တော်တို့ပြည်သူလူထုတွက်ဘာအပြောင်းလဲမှဖြစ်မှာမဟုတ်ဘူးလို့ကျွန်တော်ဒီလိုပဲဆွေးနွေးချင်